အတိတ်ကိုပြန်ကြည့်လို့ရတာတကယ်တော့ကြည့်လို့ရပါတယ်ပြီးတော့အတိတ်ကိုကြည့်ဖို့ဘာမှထွေးထွေးထူးထူးလုပ်နေစရာမလိုပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အခုမြင်နေရတာအကောင်ဆုံးအတိတ်ပါပဲကျွန်တော်ရှင်းပြမယ်နော်ပထမအဦးဆုံး file ဆိုတဲ့အလင်းရဲ့တပတ်တပတ်ဘာကိုနားလည်ဖို့လိုပါတယ်အလင်းဆိုတာအဆုံးရှိမြန်တာမဟုတ်ပါဘူးသူ့မှာ limited speed ရှိပါတယ်သူကတစ်စက္ကန့်ကိုကီလိုမီတာ3သိန်းအမြန်နှုန်းနဲ့သွားပါတယ် ပြီးတော့ကျွန်တော်တို့အရာဝတ္ထုတွေကိုမြင်ရတယ်ဆိုတာအပြင်းလာတဲ့အရာဝတ္ထုတွေရဲ့အလင်းနဲ့ကကျွန်တော်တို့ရဲ့မျက်လုံးထဲကိုဝင်ပြီးတော့မျက်လုံးရဲ့အနောက်ကအစိပ်ပိုင်းဖြစ်တဲ့ retina ကိုထိရပါတယ်ပြီးမှအဲ့ retina ကအဲ့အလင်းတွေကိုသူကဒီ electrical signal ဖြစ်ပြောင်းပါတယ်ပြီးတော့အဲ့ electrical signal တွေကိုအုံနောက်ကိုတဆင့်ပို့ပါတယ်ပြီးတော့အဲ့အုံနောက်ကတဆင့်အဲ့ electrical signal တွေကို ပုံရိပ်အဖြစ် ပုံဖော်ပြီးတော့ကျွန်တော်တို့ဒီလိုပုံရိပ်တွေမြင်ရတာပါ အဲ့ဖြစ်စဉ်အကောင်လုံးကအ ਨੇ စုံစက္ကန့်ရဲ့၁၀ပုံပုံလို့တဖုံလောက်ကြာပါတယ်။ကဲအခုအတိအကျအပိုင်းသွားမယ်နော်။ကျွန်တော်တို့ရဲ့နေရာကဘာကနေကီလိုမီတာ149တန်အကွာမှာတည်ရှိပါတယ်။ဒါကတော့အကျဉ်းအပြင်ပေါ့နော်။အဲ့တော့အလင်းရတစ်စက္ကန့်ကိုကီလိုမီတာ3သိန်းလောက်နဲ့သွားပါတယ်။ပြောချင်တာနေရှိနေအကွာဝေးရအလင်းတစ်စက္ကန့်ကိုသွားနေတဲ့နှုန်းနဲ့ သွားနိုင်တဲ့အကွာအဝေးတဲ့တော်တော်များနေပါတယ်။အဲ့တော့စဉ်းစားကြည့်ရအောင်အခုကျွန်တော်တို့တွေ့နေနေလုံးကအခုဖြစ်ဖြစ်နေတဲ့နေလုံးဟုတ်ပါမလားဆိုတာထားလိုက်ပါတော့အဲ့တော့နေရအကွာအဝေး149တန်ကီလိုမီတာကိုအလင်းရ10စက္ကန့်ကိုအမြန်နှုန်းကီလိုမီတာ3သိန်းနဲ့စားလိုက်ရင်စက္ကန့်900လောက်ထွက်လာပါတယ်။အဲ10မိနစ်ကျော်လောက်ပေါ့နော်။ပြောချင်တာကကျွန်တော်တို့အခုနေခဲ့ပဲမြင်ရတဲ့နေလုံးက လုံခဲ့တဲ့10မိနစ်ကျော်ဖြစ်ဖြစ်ခဲ့တဲ့နေလုံးမှာအခုရှိနေတဲ့နေလုံးမဟုတ်ပါဘူး။အဲဆိုရင်ညဘက်မြင်ရတဲ့ကျယ်တွေရောဥပမာအလင်းနဲ့တထောင်အကွာမှာရှိတဲ့ကျယ်ကိုကဘာကနေတယ်လီစကုပ်နဲ့ကြည့်မယ်ဆိုပါဆို။အလင်းနဲ့တထောင်ဆိုတော့ပြောချင်တာကအဲ့ကျယ်အနေအလင်းကကဘာကိုရောက်ဖို့အတွက်လမ်းမှာနှစ်ပေါင်းတထောင်ကြာပါတယ်။ပြောချင်တာကျွန်တော်တို့အခုအဲ့ကျယ်ကိုကြည့်မယ်ဆိုရင်လုံခဲ့တဲ့နှစ်ပေါင်းတထောင်ကရှိခဲ့တဲ့ကျယ်ရဲ့ အချိန်တွေကိုမြင်ရမှာပဲဖြစ်ပါတယ်အခုကျေမဟုတ်ပါဘူးဒါဆိုရင်လကရောလရဲ့အလင်းကလကနေကပောက်လာဖို့အတွက်တစ်စကန်ခွဲကြပါတယ်အဲ့တော့အခုကျွန်တော်တို့လကိုကျင်ရင်လွန်ခဲ့တဲ့တစ်စကန်ခွဲကဖြစ်ပြခဲ့တဲ့လရဲ့အချိန်တွေကိုမြင်ရတာပါအခုအချိန်တွေမဟုတ်ပါဘူးအဲ့တော့ဆိုပါစို့ကိုကအခု3မီတာအကွာဝေးမှာရှိရဲကိုရဲ့တငယ်ချင်းကိုစကားပြောနေရဆိုပါစို့ဒါပေမဲ့ကိုမြင်ရတာက သူလွန်ခဲ့တဲ့တစ်စက္ကန့်ရဲ့တန်းအပုံတရာပုံပုံလို့ဒီပုံလောက်ကရှိနေခဲ့တဲ့ကိုယ်တငယ်ချင်းရဲ့ပုံမြင်ရတာပါအခုပုံမဟုတ်ပါဘူးတစ်စက္ကန့်ရဲ့တန်းတရာပုံဒီပုံဆိုတာဘယ်လောက်မှမရှိပါဘူးဒါကတော့ဒီလက်တွေပေါ်မှာတက်ရောက်မှုလည်းမရှိဘူးပေါ့လေဒါပေမဲ့ကျွန်တော်ပြောခဲ့ပါတယ်ဒီ retina ကနေအုံနောက်ကိုအချက်လက်ပို့တာတွေပြီးတော့အုံနောက်ကအဲ့အချက်လက်တွေကိုပုံရိပ်ပို့ပေါ်တာတွေကအဲ့ဒါအနည်းဆုံး တစ်စက္ကန့်ရဲ့7ဘုံလို့တပုံကြားပါတယ်။အဲ့တော့ကိုကလက်တွေ့ဘဝမှာဘလောက်ပဲဘာပဲကြည်ကြည်ဘလောက်အာဘာပဲကြည်ကြည်ဘလောက်ဝေးတာပဲကြည်ကြည်ဘလောက်နီးရပဲကြည်ဥမာဒီမှာဒီကိုလက်ကိုဒီဒီလောက်ဒီလိုကက်ကြည်အဲ့လိုပဲကြည်ကြည်အ ਨੇ ဆုံးစက္ကန့်တစ်စက္ကန့်ရဲ့7ဘုံလို့တပုံတော့ကြားမှာပါပဲ။အဲ့တော့ပြောချင်တာကကျွန်တော်တို့အခုဘာပဲမြင်ရမြင်ရအဲ့ဒါအခုရှိနေတဲ့အရာမဟုတ်ပါဘူး။အ ਨੇ ဆုံး second ရဲ့7ဘုံလို့တပုံတော့ကြားပါရဲ့။ ါကတော့เนาะအရင် serious ကြီးဒါပြီးစဉ်းစားကြရတော့မလိုဘူးပေါ့ဒါပေမဲ့တည်ထားတာပိုကောင်းပါလေဘာလို့လဲဆိုတော့ဒီဥမာညာဘက်ကောင်းကင်ကိုကြည်တာပဲဖြစ်ဖြစ်နည်းနည်းဝေးတာကိုကြည်တာပဲဖြစ်ဖြစ်အားကြရင်အဲ့လိုဝေးလေအဲ့လိုဟာရ ပို့ပြီးအရေးကြီးတွေပါပဲဥမာဒီအကာသနဲ့ဆိုင်တဲ့ဟာတွေဒေတာတဲ့လူတွေပြီးတော့ဒီ physics ပိုင်းတို့အရာတွေနဲ့ join တွင် share မယ်လို့ဆိုရင်ဒါတွေကအရေးကြီးပါတယ်။ဒါပါပဲ။ Bye bye ။ပြီးတော့ဒါကျွန်တော်နားလည်လောက်ရှင်းပြရပါတော့နော်။ကျွန်တော်မှာဝါလည်းရှင်းရှင်းမယ်။အဲ့တော့မှာဝိုင်းတော်ရပေးရပါဦး။ Bye bye ။